အဆက်ဆုံးဘောမချက်ကွာပေါ့အမားတို့ကအမားကောင်ကြီးနဲ့နောက်တဲ့ပါတနာတယောက်ရှိတယ်ပေါ့နော်အဲဒါကနောက်ပါတနာကရွေးထားတယ်မင်းမမီပေါ့အမားတို့တက်ကနေတင်တယ်ပေါ့ဒါမဲ့လေတချို့ဟာတွေကြတော့အဲအလုတ်ကိုအမားတို့ကအလုတ်နဲ့တူအောင်မလုပ်ချင်နဲ့အဲ့တော့အဲ့ဒါကြီးကြောင့်ပေါ့ဆက်ပြီးတော့အလုတ်မလုတ်ဖြစ်ဘူးဆိုတဲ့အကြောင်းအရာတွေရှိတာပေါ့အဲတော့ဒါကတော့တကယ်ဟိုဖြတ်ပြရလို့ရတဲ့အချိန်ကြလို့ရှိရင်အမားတို့တေချာဖြတ်ပြပါမယ်ဟုတ် ဟုတ်မင်္ဂလာပါ။အာဒီစဲကကျတော့အမဟိုအမရဲ့ညီမဝင်းခွဲပေါ့နော်။အာသူပမာလုံးဖွင့်တဲ့ဆိုင်တော့ကလည်းအမပဲဖဲချိုးဖြတ်ပြီးတော့ဖွင့်ပေးခဲ့တယ်။နောက်ပြီးတော့အခုညီမလေးဆိုင်ဆိုတော့ပေါ့နော်။အဲဒီတော့ကလည်းမီဒီယာတွေပါတယ်အကုန်လုံးခေါ်ပေးတာဆင်ပြေးပေးခဲ့တာပေါ့နော်။အခုကျတော့သူကဆိုင်ခွင့်တွေအများကြီးဖွင့်လာတယ်။အခုဆိုလည်းဆိုင်အကြီးဖွင့်တာပေါ့နော်။ဖွင့်တော့အမကိုလှမ်းပိတ်တဲ့အချိန်မှာအမအမှန်တကယ်တော့အမလည်းဟိုချိန်ထားတဲ့အလုပ်လေးရှိတယ်။ဒါပေမဲ့ညီမလေးဆိုင်ဆိုတော့အားပေးတဲ့အနေနဲ့ရအောင်တက်ခဲ့တာပါဟုတ်။ ဒီဒီနေ့ကျွေးတယ်လေဟိုပေါမိုထဲမှာ cream ပါအဲ့ပါတဲ့ဟာလေအရန်ကြိုက်တယ်အဲ cheese လေးနဲ့လေဥထားအရန်ကောင်းတယ်အဲ့ဒါလေးတော့ဟိုကြိုက်တယ်အမှုပညာနဲ့ပတ်သက်ပြီးတော့အမားတို့ကားတွေပေါ့နော်အမားတို့တိုက်ခိုက်ထားတဲ့ကားတွေရုံတင်မှုရှိတယ်သူတို့တစ်စီက6လပိုင်းပေါ့နော်6လပိုင်းရုံတင်မှုရှိတယ်နောက်အဲနောက်ထပ်ကားတွေလည်းစီစဉ်တာရှိရင်နောက်ပြီးတော့ဒီပြင်တိုက်ကရိုက်ဖို့ပြောရရုပ်ရှင်ကားတွေလည်းလက်ခံပြီးတော့ရိုက်ရိုက်ကူးဖို့ရှိပါတယ်ဟုတ် အဲ့ဒါတော့ဟိုပါပေါ့ကားထုတ်တာတော့ဒီဆက်ရွေးတာတို့ဘာလို့ကကြတော့ကောင်ကြီးလောက်တာပေါ့နော်ကောင်ကြီးနဲ့ဒရိုက်တာနဲ့အဲ့လိုမျိုးတိုင်ပင်ပြီးတော့လုပ်ဖြစ်တာဆိုတော့ကိုကတော့နည်းနည်းပါးပါလိုအပ်တဲ့အတာလေးပါတယ်အကြံပေးတာလောက်ပဲရှိတယ်အဓိကတော့ကိုအောင်ကြီးစီစဉ်ပြီးလုပ်တာပါဟုတ်ဟိုအဝါမဟိုပါပေါ့အတိုက်မှာမန်နေဂျာလည်းရှိတယ်ဆိုတော့မန်နေဂျာပဲပေါ့အဲသူတို့လိုအပ်တဲ့ဟာကိုအစစ်စစ်မန်နေဂျာနဲ့ရောက်တောင်းအောင်ရှိတယ်လေအဲ့အရာတွေကပဲအကုန်လုံးသူတို့ချိတ်ဆက်သွားပါပေါ့ တာလေမာဖြစ်တာလေဟုတ်တယ်ထုံးလုံးဝေဖန်ကတော့အဓိကပြောမယ်ဆိုရင်ကောင်ကြီးပဲလောက်တာအဲကိုကမလို့ဆိုကိုကိုနဲ့လည်းအတားအနေနဲ့ပါနေတော့လေကိုရိုက်ကရမယ့်ဟာကိုပဲအာယုံစိုက်တယ်အဓိကကတော့ကောင်ကြီးလောက်တယ်ပေါ့နော်ကောင်ကြီးပဲသူ့ဟာသူအကုန်လုံးစီစဉ်ပြီးလောက်သွားတာဆိုတော့အဲကိုကတော့အကြံလေးပါနေပါပဲပြည့်ဖြစ်တယ်အများကြီးတော့ဝင်မပါဖြစ်ဘူးဘာလို့ဆိုတော့အဲ့ကားထဲမှာလေကိုကိုနဲ့ကသေဥဆောင်နေနဲ့ဝင်ပါထားတော့လေအဲဒါကြောင့်အမှန်တော့ဘယ်လိုပြောမလဲရေစီးချောင်းမှာပြိသက်ကလည်းဒါကိုကြိုက်လို့ဒါဒီလိုမျိုးရိုက်ဖြစ်တယ်လို့ပြောရမှာပေါ့နော်ဟို ဇက်ဟိုမှာထားပါတော့ဟိုဇက်အိမ်ဆန်းဆန်းနဲ့ရိုက်တယ်ဟိုမှာ၃ယောက်ပဲပါမယ်၂ယောက်ပဲပါမယ်အဲ့လိုကားမျိုးဆိုရင်တော့ပရိသတ်ကြည့်ပါလားအဲအခုကပရိသတ်အခုယုံမှာရောက်နေတဲ့ကားတွေကလည်းပရိသတ်ကြိုက်လို့ယုံဝင်လို့အဲဒီလိုမျိုးရောက်လာတယ်ပေါ့နော်ဇက်ကလည်းမှန်တယ်ကြပြောရရင်အော်ဇက်ကလည်းအဲကိုရီးယားဒီမှာစင်စာနဲ့သွားရတဲ့ခါကျတော့အရန်ဆန်းညင်လည်းဆန်းလို့မရဘူးဒီသူ့စီးပေါင်လေးရှိတာပေါ့အဲ့ထက်ကပဲသွားရတဲ့ခါကျတော့ချိုးကြရတယ်ကြတော့ပြားခွင့် ပြကျင်တိုင်းလည်းပြခွင့်ရတဲ့အခြေအနေတွေရှိတယ်လေအဲ့ဒါတွေကြောင့်အဲ့လိုဖြစ်တယ်လို့ထင်ပါတယ်ဟုတ်ပါဘူးအဲ့လိုအဲ့ဒါတော့တချို့တလေတော့ရှိမှာပေါ့လေအမားတို့တိုက်ကကြတော့ဟိုပရိသတ်ကြိုက်တာရောကိုယ်တိုင်ပြကျင်တဲ့ဟာလေးတွေပြအဲ့ဒါကြောင့်မလို့စင်စာထောက်ညွန်ချက်တွေလည်းအများကြီးကြုံရတယ်အခက်ခဲတွေလည်းအများကြီးကြုံရတယ်ပေါ့နော်အခက်ခဲတွေအများကြီးကြုံပြီးတော့မှအမားတို့ကားဆိုလည်းရုံပေါ်ရောက်တာပေါ့နော်အဲ့တော့ဟိုဇလန်းကလည်းအစမ်းတော့အစမ်းတယ်သူပြောတရေကားဆိုပေမဲ့တရေကားဟို တရေဆိုပြီး၆လိုက်မယ်ဆိုပုံစံမျိုးမဟုတ်ဘူး။သူကဟာသလည်းပါတယ်ဒရမ်မာလည်းပါတယ်။နောက်ပြီးတော့မထင်မှတ်တဲ့ဟိုဘောနော်ဇက်အလှည့်ပြောင်းနေလည်းပါပါတယ်။အဲသူတော်တဲ့စီရလေ။အဲကြောင့်ပုံမှန်ကြည့်နေကြတရေကတော့မဟုတ်ပါဘူး။ဟုတ်။အမကတော့လေအခက်ခဲများလေအောင်မြင်မှုများလေလို့ပဲကိုကခံယူထား။နောက်ပြီးတော့ဘယ်ရမဆိုကိုယ့်အတွက်ကောင်းမှုဖြစ်လာတယ်လို့ပဲထင်တယ်။အမတို့ကားဆိုလို့ရှိရင်စပြီးတော့ကားစင်စာတင်နေရနံပါတ်ရစပြောင်းပြောင်းရတာပေါ့နော်။စင်စာနဲ့မလွတ်လို့မဖုန်းကြီးတစ်စိရပမာဖုန်းကြီးတစ်စိနဲ့တင်တယ်ဖုန်းကြီးတစ်စိရစင်စာကနေပြီးတော့ဒါ ဒီရပေးလို့အဆင်မပြေဘူးဆိုတော့နောက်ဆုံးသူ့တော်တစီဖြစ်တယ်သူ့တော်တစီကနေဆက်ကိုခါတင်တယ်အဲ့ဆက်ကကြာလာတော့ရိုက်တယ်ရိုက်တော့လဲစဉ်းစားမှာပေါ့နော်အဲထောက်ညွန်ချက်တွေအများကြီးပေါ့ခဏခဏပြန်ပြီးတော့စဉ်းစားပြင်ရတာပေါ့အဲ့လိုမျိုးကြီးဂျုံရတယ်နောက်တစ်ခါယုံတင်ရရတော့လဲယုံတင်ရကအဲ့လိုပဲရှေ့ကဟိုပေါ့ရှေ့ကဟိုကားရည်နှစ်ပတ်နှစ်ပတ်နဲ့ဆိုတော့မတို့ကနောက်ရွှေ့နောက်ရွှေ့နောက်ဆုံးမတို့ကနှစ်ဆန်းတည်းရည်နေဖြစ်သွားတယ်အဲ့အချိန်မှာမထင်မပဲနဲ့ငရင်ဒဏ်ကိုခံရတယ်ပေါ့နော်ငရင်ဘေးကြုံရတဲ့ခါကျတော့ ်ဒီ20နှစ်နေ့ဆိုတာမြန်မာတွေရဲ့ထုတ်ပြန်ထားတဲ့နေ့ဖြစ်တဲ့အတွက်ဒီသူရောတစီဆိုတဲ့ကားကသူရောတစီဆိုဖြစ်တဲ့အတွက်ဒီဒီမမပြသိမှုပေါ့နော်မပြစီချင်ဘူးဆိုပြီးလူကြီးတွေကပြောလာတဲ့အတွက်အမားတို့ရက်ရွှေပေးတယ်တခါအဲ့ဒါလေအမားတို့ကောင်းမှုဖြစ်လာတယ်လို့ပဲအမားတို့ကခံယူပါတယ်အဲ့တော့အမားတို့ကာက6လပိုင်းကိုရောက်သွားပါတော့เนาะ6လပိုင်းရောက်သွားပြီးတော့6လပိုင်း6ရက်တော့ပထမပေးထားတာပေါ့ဒါပေမဲ့အရှိကကာနှစ်ပတ်ဖြစ်တဲ့ကားတွေဆိုရင်အမားတို့လည်းတစ်ပြေးနှောင်းရွှေ့မှာပေါ့အမားတော့အဲဒါတွေကကောင်းမှုဖြစ်လာသလိုပဲထင်ပါတယ် အဒုက္ခရောက်တယ်ဆိုပြီးတော့မတို့ဟာဟိုလေဒါကြီးကဒရိုင်းထားရလို့မှမရတာเนาะဟိုကိုနေတဲ့ကုန်ကြများတာအချိန်တွေရောနောက်ပြီးတော့အမှုပညာကြီးအမှုပညာအရာရောအချိန်ရောငွေရောလူရင်းအများကြီးပေါ့အများကြီးစိုက်ထုတ်ထားတဲ့အတွက်မတို့ကတော့အဒါကြီးကိုဒီတိုင်းပြစ်ထားလို့မရတဲ့ဘလို့ပဲဖြစ်ဖြစ်ပရိသတ်ရှိအောင်ရအောင်တော့အမတို့ကသွားရမှာပဲလေအဲ့တော့အမတို့သွားတဲ့စူးစမ်းမှုကအရာထင်မယ်လို့ထင်ပါတယ်ဟုတ်အမကတော့ ဟိုပါပေါ့ဒါဥမျိုးမင်းရဲ့ကမ်းဘက်လေးဖြစ်တယ်နောက်ပြီးတော့ကိုအောင်ကြီးရဲ့နဲ့ဥမျိုးမင်းရဲ့အဲသူတို့နှစ်ယောက်ကအရင်တော့ကလည်းပုံတကတိုက်တဲ့ညဆိုရဲကာဒီမှာပေါ့တတဲရဲကပေါ့နော်အဲ့တဲရဲကတော့ကလည်းအုံးကြွကြွကိုပေါက်ခဲ့တဲ့အော်ရသွင်းရှိရပေါ့အခုကလည်းသူတို့နှစ်ယောက်ပြန်ဆုံတဲ့ကောင်းကြီးဇညိုးနဲ့အဲဦးမျိုးမင်းရဲ့ကားဆိုတော့ပရိသတ်အတွက်ဟိုသူစကြလေးကောင်းမယ်လို့မအားတော့မျှော်လင့်ပါတယ်ပရိသတ်ကလည်းလာကြည့်ဖို့လည်းမဖိတ်ခေါ်ချင်ပါတယ် အဆက်ဆက်ဘောမချက်ဘူးအဲအမှန်တမ်းပြောရရင်တော့အမားတို့ကဟိုပေါ့အမားတို့ကအမားကကိုအောင်ကြီးနဲ့နောက်တဲ့ပါတနာတယောက်ရှိရယ်ပေါ့နော်အဲဒါကနောက်ပါတနာကရွေးထားတဲ့မင်းသမီးပေါ့အမားတို့တက်ကတင်နေပေါ့ဒါမဲ့လေတချို့ဟာတွေကြတော့အဲအလုပ်ကိုအမားတို့ကအလုပ်နဲ့တူအောင်မလုပ်ချင်နဲ့အဲ့တော့အဲ့ဒါတွေကြောင့်ပေါ့ဆက်ပြီးတော့အလုပ်မလုပ်ဖြစ်ဘူးဆိုတဲ့အကြောင်းအရာတွေရှိတာပေါ့အဲတော့ဒါကတော့တကယ်ဟိုဖြတ်ပြရလို့ရတဲ့အချိန်ကြလို့ရှိရင်အမားတို့တေချာဖြတ်ပြပါမယ်ဟုတ် အခုနပြောသလိုပဲအမားတို့ဘက်ကတော့အဲအလုပ်ကိုလုပ်နေပဲတူအောင်လုပ်ချင်တယ်။ကြံတဲ့လူမှုရေးပြဿနာကြီးပါလာလို့ရှိရင်အမားတို့ကအလုပ်လုပ်ဝအဆင်မပြေဘူးပေါ့။အဲအဲ့ဒါကြောင့်လည်းပါတယ်။ဟုတ်။အဲဘယ်လိုမျိုးနဲ့ရှိမလဲဆိုတော့အမနဲ့ပြောရင်ဒါရွေးတာကအမားတို့ဘက်ကရွေးတာမဟုတ်အမားတို့နဲ့ပါတနာဘက်ကရွေးထားတာပေါ့နော်။ရွေးတာတော့အမားတို့ကလည်းဘယ်လိုပဲဖြစ်ဖြစ်အလုပ်ကိုဟိုတိကျလုပ်စေချင်တယ်ဘယ်လုပ်မှုဆိုပေါ့နော်။သူကနုပညာလောက်ကပေါ်တန်တန်လုံးလုံးမရဘူး။နောက်ပြီးတော့အဓိက obedient ပေါ့နာခံမှုရှိရမယ်။နောက်ပြီးတော့အော်တယောက်တစ်ယောက် respect ရှိရမယ်အာပြီးတော့ ီနီယာဆိုတာကတောင်တန်ရုံစီနီယာဖြစ်လာတာမဟုတ်ဘူးအမားတို့ကဘယ်စီနီယာမဆိုလေးစားနေကြတာဘယ်စီနီယာနဲ့လှုပ်တွဲလှုပ်လို့တွဲလှုပ်လို့ပေါ့နော်ဟို respect တစ်ခုနဲ့လှုပ်လှုပ်စေကြတာပေါ့နော်အဲအဲ့ဒါမှလည်းအလုပ်လုပ်တာရေရှည်ဖြစ်မယ်နောက်ပြီးတော့အဲလူကအဲမင်းခေါင်းဆောင်မင်းသမီးကျင်းနေတာခေါင်းဆောင်မင်းသမီးမဖြစ်ဘူးစူးစမ်းရမှာလေအဲ့ဒါကြီးလိုတာပေါ့လေအဲအဲ့အဲ့လောက်ပဲမှပြောချင်ပါတယ်ဟုတ်အမားတို့ကကြတော့ဟိုကပေါ့ကိုကိုနဲ့ရိုက်တဲ့ junior ရယ်ဆိုရင်တချို့ဆိုရင်အာ ဟို respect ရှိရှိလာပြီးတော့အဲ့လိုဆက်ဆံတာရှိရင်ကိုရီးယားလည်းကိုရီးယားဘယ်သူမှမဆို respect နဲ့ဆက်ဆံမှုကအဆင်သင့်ပဲကိုထက်ငယ်ပဲငယ်ငယ်ကြီးပဲကြီးကြီးပေါ့နော်ဒါပေမဲ့အတချို့ငယ်တဲ့အဲဂျူနီယာတွေက respect မရှိဘူးအဲကိုကိုကိုတခုခုထင်နေတဲ့ဟာမျိုးဆိုရင်တော့အမားတို့ကလည်းလက်ကြည့်ကြမလို့ဘူးပေါ့အဲ့တဘောပါပဲအမားကတော့အကုန်လုံးလက်ဆင်ပြပါတယ်ဟုတ်ဟုတ်အဲသူတို့တစီကခုနပြောသလိုပဲဟိုဒါရိုက်တာဦးမျိုးမင်းပေါ့နော်ဦးမျိုးရဲ့ကမ်ဘက်ကားလည်းဖြစ်တယ်နောက်ပြီးတော့ကိုအောင်ကြီးနဲ့ဦးမျိုးရဲ့အတွဲလည်းဖြစ်တယ်နောက်ဒီကားထဲမှာက ကိုကိုနိုင်ကြီးပေါ့နော်အော်ကျော်ရဲအောင်ကိုကျော်ရဲအောင်ကိုနိုင်ကြီးကသူ့ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့ character နဲ့ character လုံးဝအစ်စ်နဲ့မြင်ရမယ်ပေါ့နော်အမတို့ကလည်းဒီဆက်ကိုစတဲ့တည်းကအဲကိုနိုင်ကြီးဆိုပြီးတော့ပဲစတဲ့ခဲ့တာကိုနိုင်ကြီးပဲဒီနေရာလိုက်တယ်ကိုနိုင်ကြီးမှပဲဖြစ်မယ်ဆိုတော့အမျိုးပေါ့နော်ကိုနိုင်ကြီးနဲ့စတဲ့ခဲ့တဲ့အတွက်ကိုနိုင်ကြီးကလည်းဒီဟာကိုသူတစ်ခါမှမလုပ်ဘူးတဲ့ character နဲ့အလုပ်ပေးတဲ့အတွက်ကိုနိုင်ကြီးလည်းကျေးဇူးတင်ပါတယ်အဲ့တော့လာကြည့်တဲ့ပရိသတ်တွေအတွက်လည်းဟိုသူရူဂျာဆက်ကလေးတစ်ခုဖြစ်မယ်ပေါ့နော်အာ ကြည့်ရကြုံနဲ့မှာပါလို့ပြောချင်ပါတယ်အဲ့တော့အမားတို့သူတော်တဆေကိုလာပြီးတော့အပေးပါပြီးတော့သူတော်တဆေရရတဲ့အမျက်ငွေတွေကိုလည်းအမားတို့ကအမျက်ငွေတရားရာခိုင်နှုန်းလုံးကိုငရင်ဘေးသင့်ပြည်သူတွေလှူပွားမှာဖြစ်တဲ့အတွက်ရုပ်ရှင်ကြီးနဲ့အလှူမှလည်းပါဝင်လို့ရပါတယ်လို့ပြောရင်းနဲ့ဖိတ်ခေါ်ချင်ပါတယ်ရှင်ပြောတာတော့မှန်ပါတယ်ဟိုဒါကမြန်မာနိုင်ငံအတိတ်နှမိတ်နဲ့သွားတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်ဒါပေမဲ့တခါကြတော့လေဒါကကြတော့အမှုပညာဆိုတာ entertainment အနေနဲ့လည်းသွားတယ် သွားတဲ့ခါကျတော့ဒီဇက်ကဒီလိုပေးမှရမယ်ဆိုတဲ့ဟာမျိုးအတိတ်ပဲရှိတဲ့ဟာမျိုးပေါ့အတိတ်ပဲမရှိဘဲနဲ့ဟိုပေါက်ချင်တာတစ်ခုတည်းနဲ့နာမည်ကိုဆန်းအောင်ပေးတာမျိုးတော့အမတို့ကလည်းလက်မခံပါဘူးဒါကလည်းဒီကားရဲ့အဲဒီအမတို့ဒီရိုက်တဲ့သူတော်တစ်စီတကားလုံးကသူတော်တစ်စီဆိုတာကအဓိကဖြစ်နေတဲ့အတွက်အမတို့သူတော်တစ်စီလို့ပေးရတာဒီနေရာမှာထားပါတော့ရိုးတနန်းဟိုအဲပေါ်ရိုးတနန်းနာမည်တစ်ခုဖြစ်မယ်ဆိုလဲ အဲ့နံပါတ်တစ်ခုပဲပေးပါမယ်ဒီဇက်နဲ့လိုက်အောင်ပေါ့နော်အမားတို့အဓိကဇက်နဲ့လိုက်တဲ့နံပါတ်ကိုပဲအဓိကရွေးချယ်ပေးတာပါဟိုနံပါတ်ဆန်းအောင်လို့လူစိတ်ဝင်စားအောင်လို့အဲ့လိုမျိုးတော့မဟုတ်ဘူးအဲ့တော့ပရိသတ်ပြောရတယ်လက်ခံပါတယ်ဒါပေမဲ့အမားတို့အနေနဲ့ကလည်းဟိုနံပါတ်ဆိုတာထက်ဒီဇက်နဲ့လိုက်တဲ့နံပါတ်တစ်ခုကိုရွေးပြီးတော့ပဲပေးတာပါလို့ဟုတ်